ကလေးတွေအမားတစ်ခုတည်းကိုအထက်ထက်ခါခါလှုပ်တဲ့အခါစကားနားမထောင်တဲ့အခါစိုးလာတဲ့အခါကျွန်တော်တို့ထင်းရတာပင်ပန်းလာတတ်ပါတယ်ပြီးတော့ဒေါသတွေစူပူကျိမမှုတွေရိုင်းနှံမှုတွေဖြစ်လာပါရောနားလည်အောင်ပြောရမယ်ဆိုရင်လက်ပါမိတာပေါ့ဗျာဒါပေမဲ့အမှန်ကတော့အဲ့လိုငြိမ်သွားတယ်ကြောက်လို့ငြိမ်နေတာပဲဖြစ်ပါတယ်အဲ့လိုကြောက်တိုင်းအတွင်းစိတ်မှာတော့ပိုပြီးခေါင်းမာလာတတ်ပြီးမိဘတွေပေါ်မှာဆက်ဆံရေးကျဲလာတတ်ပါတယ်မိဘတိုင်းရဲ့ရှီမန်းချက်တွေက ကလေးတွေကိုလူကောင်းလူတော်ဖြစ်စေချင်တာပါ။ဒါမဲ့ဒေါသထွက်နေတဲ့အချိန်မှာကျွန်တော်တို့သုံးတဲ့နီးနန်းတွေကကလေးတွေကိုကြောက်စေတယ်။မပြုတ်ပြင်းနိုင်ဘူး။တကူးမှတ်ထားပါ။ကြောင်ရွံ့မှုကကလေးကိုငြိမ်သွားစေရောမှာ။တို့နားလေသွားတာမဟုတ်ပါဘူး။ကျွန်တော်တို့ online တဲ့အခါမှာကလေးကကျွန်တော်ရဲ့စကားထက်အတန်ဝန်ပေါ်မှာသာအာရုံရောက်သွားပြီးတော့မှသူတွေးမိတာတွေကငါဘာမှားသွားလဲ။မမေတို့ပြပေတို့ငါ့ကိုစိတ်ဆိုးနေပြီး ဒါကိုပဲတွေးမိနေတတ်ကြတာပါ။ဒါကဆက်ဆံရေးကိုအားနည်းစေတယ်။ကလေးတွေကိုအော်ဟစ်တာ၊ရိုင်းတဲ့တာတွေကတကယ်တော့ကျွန်တော်ရဲ့ပင်ပန်းမှုတွေ၊စိတ်တူမှုနဲ့ဒေါသရဲ့လက္ခဏာတွေပါ။ဒါပေမဲ့ကလေးကဒါကိုသူ့ကိုယ်သိခနေချမှုလို့ထင်မိပြီးပိုကောင်းပါတဲ့ဒမုံကြောက်ရွံ့နေသူ ဖြစ်လာနိုင်တယ်။ဒီတော့ကလေးတွေကိုအော်ဟစ်စရာမလိုပဲဘလို့နားလည်အောင် ရှင်းပြမလဲ။ဘာလို့တင့်လဲဆိုတာပြောပြမယ်။စိတ်အေးအေးထားပါ။ တည်တည်ငြိမ်ငြိမ်ရှိပါ စကားကိုဒေါသနဲ့မပြောဘဲရှင်းရှင်းလင်းလင်းပြောပါ ဥပမာတားရီဒါမှန်ကတော့ဒီလိုလုပ်တာမကောင်းဘူးနော်နရကထက်လို့ရင်ဖုံးမဆော့ရဘူးဆိုပြီးရှင်းရှင်းလင်းလင်းပြပြသားသားနဲ့တည်တည်ငြိမ်ငြိမ်ပြောပါကလေးကိုရွေးချယ်စရာတွေပေးပါဥပမာအခုစားကြက်မလားဒမဟုတ်အရင်ညစာစားမလားဒါဆိုရင်သူတို့ဘာသာဆုံးဖြတ်ကြရတယ်လို့ခံစားရပြီးတကယ်တော့လမ်းညွန်ပေးတာပါ ကလေးရဲ့စိတ်ကံစားမှုကိုနားတယ်ပါတခါတလေကလေးတွေကကြည်တိုးတာက ပင်မန်းလို့ဖိုက်စာလို့ဝမ်းလဲနေလို့အခြေအနေတစ်ခုခုမှဖြစ်တတ်ပါတယ်သူကိုဒေါသနဲ့အဟုတ်ပဲသားဘာဖြစ်နေတာလဲဘာအဆင်မပြေပဲမိပါသူပုပ်ပွေနေလဲပြောပြလာပါမယ်အပြူသဘောဆောင်တဲ့အားပေးမှုပေးပါ ကလေးကကောင်းတဲ့အလုပ်လုပ်တဲ့အခါမှာချက်ချင်းချစ်ကြည့်ပါဥပမာဟုတ် ဒီနေ့ကို့ဘာသာအိပ်ရာထဲဝင်သွားတာအရင်ကောင်းတယ်။ဒါသူ့ကိုသူယုံကြည်မှုတိုးစေပြီးနောက်တစ်ချိန်မှာကောင်းတာထက်လို့ဖို့အားတက်စေတယ်။တိုင်းတော်ဒုမဟုတ်ကုထောင်းမသက်တုံးပါ။ဒေါသထွက်နေတဲ့အချိန်မှာချက်ချင်းမပြောဘဲနဲ့ကုကုကုနဲ့ကလေးကိုအချိန်နှဲငယ်ပေးပါ။အေးဆေးသွားတော့မှပြန်ဆွေးနွေးပါ။အခုကိုကိုကိုဘလို့ပြောင်းလဲမလဲဆိုတာကို ပြောပြမယ်ကျွန်တော်တို့ကကလေးတွေရဲ့ room ပေါ်တယ်ပါ ျွန်တော်ဒေါသထွက်ပြီးអော်နေမယ်ဆိုရင်ကလေးကလည်းအဲ့ဒါကိုပဲအတူယူမယ်ဒီတော့အတူယူမှမားရလေအောင်ကိုယ့်ရဲ့ဒေါသကိုထိနေအောင်ဒီနေ့ကို9မိနစ်လောက်အသက်ရှူလေးခြင်းကံလေးလုပ်တာပဲဖြစ်ဖြစ်လမ်းလျှောက်လိုက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်သခြင်းနှောက်ထောက်လိုက်တာမျိုးတွေလုပ်နိုင်ပါတယ်ဒီလိုနီးနဲ့သိရင်စေးချမ်းငြိမ်သက်စွာထားနိုင်ပါကလေးအတွက်ကြီးပါဆုံးသင်ခန်းစာပါမိဘတွေဒေါသနေမယ်ဆိုရင်ကလေးတွေကသူ့အလိုလိုတိုးတက်လာတဲ့ ကလေးကတင်တင်ချားပေးနေတဲ့နီးလန်းတွေကို ပြောင်းလဲမှသာတင်ယူမှာဖြစ်ပါတယ်။အဟိဖို့မလိုဘူး၊ရိုင်းနေဖို့မလိုဘူး။နားလေဘူးနဲ့ပိုကောင်းတဲ့လူသားဖြစ်လာအောင်ပြုစုပြုထောင်ပါ။